အဲ့တော့အင်းရကူကြီးအကြီးဆုံးဘုံစအခွဲကိဒါအကြီးဆုံးဘုံစရယ်တန်ဖို့ရပြီအငယ်ဆုံးဘုံစတိုးကိဒါလေးတန်ဖို့ရပြီအဲ့တော့နောက်တစ်ခုကဗာလဲကိန်းတစ်ခုမှာတဲ့360ဖြစ်ပြီးတော့ကြံကိန်းကိုရှာပါဆိုတော့အဲ့တော့ပေးထားတာကအကြီးဆုံးဘုံစအခွဲကိပေးထားတဲ့အငယ်ဆုံးဘုံစတိုးကိပေးထားတဲ့အဲ့ဒီအကြီးဆုံးနဲ့အငယ်ဆုံးဖြစ်ဖို့အတွက်ဖြစ်ပေါ်လာတဲ့ကိန်းနှစ်ခုရှိမှာ အဲ့တော့ဂိမ်းတစ်ခုက360ဖြစ်တယ်ကြံတဲ့ဂိမ်းကဘယ်လောက်လဲလို့ပြောတာဆိုတော့ဒိုးတွေတိထားတဲ့အချက်တစ်ချက်ရှိတယ်လေအဲ့ဒါပါတော့အဲ့ဒါပါတော့ဒီမှာဂိမ်းနှလုံးကြီးမြောင်းလိုက်ဒီထိုဂိမ်းနှလုံးကြီးအကြီးဆုံးဘုံစကွယ်ဂိမ်းနဲ့အငယ်ဆုံးဘုံစတော်ဂိမ်းနဲ့မြောင်းလိုက်တဲ့တူညီသည်ဆိုတဲ့အချက်ကလေးကိုသူကကင်ဆယ်လိုက်ရောမဟုတ်ဘူးလားဟုတ်တယ်မလားနော်အဲ့တော့ဆရာမတို့ဘလို့ရှာလို့ရလဲအဲဒီမှာအကြီးဆုံးစကွယ်ဂိမ်းကဒီလောက်အငယ်ဆုံးဘုံစတော်ဂိမ်းကဒီလောက်အဲ့တော့ခါကြတော့ ကိန်းတစ်ခုက360ကြံကိန်းကဘယ်လောက်လဲဆိုတော့ငါတို့ကရှာလို့ရမှာပေါ့မဟုတ်ဘူးလားအဲ့ဒါရပြီလားဘယ်လိုရှာမလဲဟဲ့လိုရှာမလို့ဟယ်လိုဟဲ့ကျမရဲ့တာသမီးတွေလိုရှာမလို့အဲ့တော့ကိန်းနှလုံးမြောက်လဲဆိုတော့ကျွန်တော်ကိန်းတစ်ခုပေါ့အဲ့တော့ကိန်းတစ်ခုဒီ360ကြံကိန်းဟုတ်တယ်မလား အဲ့တော့ဘာနဲ့ဘာနဲ့တူမှာတော့အကြီးဆုံးဘုံဆအကွက်ကိနဲ့အငယ်ဆုံးဘုံဆတုတ်ကိနဲ့မြောက်တာနဲ့ညီတယ်မဟုတ်ဘူးလားလို့ဟုတ်ပါချင်ဒီနားလေးဆိုရပြီလားနားလည်သွားပြီလားနားလည်သွားပြီလားသူပြောတယ်လေဒီမှာကြီးထိုးကိနှလုံးကြီးမြောက်လက်သီးတော့ဒါထိုးကိနှလုံးကြီးမြောက်လက်သီးညီညာချင်းထိုးလိုက်တယ်နော်ဘာလို့တူညီတယ်မဟုတ်လို့ထိုးကိနှလုံးကြီးအကြီးဆုံးဘုံဆအကွက်ကိနဲ့ တိုကင်လို့အငယ်ဆုံးပုံစံတိုကင်တို့မြောက်လက်နဲ့တူညီသေးတယ်အဲ့တော့ဒီညီမြချင်းလေးရသွားပြီဆိုရင်ဆံမလို့အဲ့မှာအဲ့ညီမြချင်းလေးဘာရှာလို့ရလဲအဲ့မှာကြံကင်းလေးကိုရှာလိုက်ရုံမဒီ360ဒီဘက်ကိုဘာတော့လောက်လဲစားလိုက်ရုံပေါ့ဟုတ်တယ်မလားဒီဘက်ကိုသွားပြီးစားလိုက်အဲ့ဒါဆိုရင်ဆံမလို့ဘာလို့ဘာရမလဲကြံကင်းလေးရသွားပြီအဲ့ဒါနားလဲသွားလားအေးဟုတ်ပြီ